ပညာကြီးမအောင်ဘာလို့ရမလဲဆိုရင်တော်တော်များများကဖြစ်လျက်ဘဝမှာပညာတက်ဖို့ဆိုပြီးတော့ပညာဖြစ်စေတတ်တဲ့ဆိုပါတော့ပညာဒါနဆိုပြီးတော့ဒီသူများပညာသင်ဖို့အခွင့်အလမ်းတွေဖန်တီးပေးတာတို့စီမီတူပြီးတော့ဆူတောင်းတာတို့ ဖြစ်နေဘောမှာပညာကြည့်ရပါလို့ဤလို့ဆူတောင်းတာတို့ဓာရီကိုအာကိုလိရှိကြတကယ်ကတော့စာပေကျမ်းကမှကြည့်မယ်ဆိုရင်အဲ့ဒါတွေရောမဖြစ်ဘူးလားဆိုဖြစ်ပါစာပေကျမ်းကမှဆိုတဲ့အတိုင်းပြောမယ်ဆိုလို့ရှိရင်ပညာပါရမီဖြစ်ပြီးတော့ဖြစ်လျာဘောမှာပညာကြီးဖို့အတွက်ကဘာလို့ရတာတော့ဆိုဒီဘဝကလေးက မေးမြန်းဆွေးနွေးလေးလာမှတ်သားခြင်းပဲဖြစ်တယ်။ဒါဟာအလွန်သဘာဝကြမဟာပညာတောင်ဝတ္တနိကပฏิပဒါဆိုတာတရားနာတယ်မေးတယ်မြန်းတယ်ဆွေးနွေးတယ်။ကိုမသိတာကိုသိအောင်မေးတာမြန်းတာဟာပညာတိုးတက်ခြင်းရဲ့အကြောင်းဖြစ်လျက်ပေါ်မှာပညာကြီးမားခြင်းအကြောင်းဆို။ မေးတယ်ဆိုရဲမေးတယ်ဆိုတာသင်ယူခြင်းပဲဖြစ်တယ်လေကိုမသိတာကိုသိဖို့အတွက်သင်ယူခြင်းပဲဖြစ်တယ်ဒါကြောင့်မို့ဖြစ်တရားဘဝမှာပညာကြီးမားခြင်းလို့ရှင်အပြင်းမထူနဲ့ဒီဘဝမှာပဲသင်နော်ဒီဘဝမှာပဲသင်တတ်နိုင်တယ်ဗျာစဉ်းစားပညာရှိပုဂ္ဂိုလ်တွေတွေ့တဲ့အခါမှာကိုသိကျင်တာတွေမေးရင်ထဲမှာမထားနဲ့ အဲ့လိုမေးမြန်းဆွေးနွေးလေးလာဖတ်ရှုခြင်းဟာမဟာပညာသာဝတ္တိကပฏิပဒါလို့ခေါ်တယ်။ပညာတိုးတက်ခြင်းအကြောင်းလို့သူပြောတာ။အဲ့တော့အကြောင်းတရားကိုစဉ်စဉ်စဉ်းစားကြည့်မယ်ဆိုရင်သူများ၏ပညာသင်ဖို့အခွင့်အလမ်းတစ်ခုကိုဖန်ပြီးပေးလို့ရှိရင်အဲ့ဒီကုသိုလ်ကအကျိုးပေးမှာကိုယ်လည်းပညာသင်ခြင်းနဲ့ဆိုရင်အခွင့်အလမ်းတစ်ခုဖန်ပြီးပေးခြင်းပဲဖြစ်မှာ။ ဘာဖြစ်လို့လို့ဆိုလို့ရှိရင်ကံတရားရဲ့သဘာဝကကိုလှုပ်တဲ့ကိုလှုပ်လိုက်လို့တစ်ဖက်သားမှာရားသွားတဲ့အခြေအနေမျိုးကိုကိုယ်စီကိုတုံ့ပြန်ပေးရခြင်းနဲ့ဖြစ်တယ်။ကံရဲ့သဘာဝဟာကိုလှုပ်တဲ့အတိုင်းကိုပြန်ရတာဆိုလို့ကိုလှုပ်တဲ့ကောင်းကျိုးမကောင်းကျိုးသည်ကိုယ်စီပြန်ရောက်တာ အဲ့ဒါကိုဥပမာနဲ့ပြောရမယ်ဆိုလို့ရှင်အလုံးကြဘူးကောင်းကြဘူးလိမ့်မယ်ဩစတြေးလျနိုင်ငံမှာအဘော်ရီဂျီနီဆိုတဲ့လူရိုင်းတွေအသုံးပြုတဲ့တကောက်ကွေးလိုကောက်ကောက်လက်နဲ့တစ်မျိုးရှိတယ်ဘူမရင်းလို့ခေါ်တယ်အဲ့ဒီဘူမရင်းဆိုတဲ့လက်နဲ့ကောင်းကင်ကိုပြစ်လိုက်လို့ရှင်ပြစ်တဲ့လူစီပြန်ရောက်လာ ီလက်ထဲကိုပြန်ရောက်လာတယ်သူကကောင်းကင်မှာပြန်ဝဲပြီးတော့ပြစ်တဲ့လူရဲ့လက်ထဲရောက်လာတယ်ကိုလုံးတဲ့ကံတရားဟာလည်းပဲဒီတိုင်းပဲကောင်းတဲ့ကံလုံးလို့တစ်ဖက်သားကိုကောင်းကျိုးတွေပေးရင်အဲ့ဒီကောင်းကျိုးချမ်းသာမျိုးကိုပြန်ရလာမကောင်းတဲ့ကံလုံးလို့မကောင်းကျိုးတွေဟာပုဂ္ဂိုလ်တူစီရောက်သွားပြီးဒုက္ခတွေပေးတယ်ဆိုရင် အဲ့ဒီဒုက္ခမျိုးကိုရှိပြန်ရောက်တယ်ဒါကံရဲ့ဓမ္မတာပဲတို့ဥဒံအထက်ကတာမှာကံနဲ့ပတ်သက်ပြီးတော့ဖော်ပြထားတာရှိတယ်ကံကြမ္မာကျုပ်ပေးမှုဟာကိုလို့တာကိုရှိပြန်ရောက်တယ်အေးဒါကြောင့်မို့အခုဒီဘဝပညာသင်ပြီးတော့ပညာတတ်သွားလို့ရှိရင်အဲ့ဒီပညာမျိုးဟာ ကိုယ့်ရင်ထဲမှာပျောက်သွားတာမဟုတ်ပဲနဲ့ဖြစ်ရရဘဝမှာကိုယ်ကပြဉ္ဇတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်မို့အခုလို့သိရှိကြတဲ့ဘဝမှာအမတ်တမဲမနေကြပဲနဲ့လေးလာကြရမယ်၊စီဘူးကြရမယ်၊ဓမ္မစာပေတွေဖတ်ရှုကြရမယ်။ဒါတော့ငါတို့မသိတော့ဘူးဆိုပြီးရှောင်းတိတ်မထွက်နဲ့မသိသိအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ရသော်ဘုရားရဲ့အဆုံးအမတရားတော်တွေဟာမြန်မာနိုင်ငံရောက်လာတာနှစ်ပေါင်းတစ်ထောင်ကျော်သွားသို့တော်မြန်မာလူမျိုးတွေအများစုကဒါတွေကဘုန်းကြီးဆရာတွေငါတို့နဲ့မဆိုင်ဘူးလောကုတ္တရာဇာတိဆိုပြီးကြောခိုင်းနေကြအဲ့ဒါမဟာအမားတော်ရှိပဲဖြစ်တယ်ရသော်ဘုရားရဲ့အဆုံးအမတရားတော်တွေထဲမှာ စီပွားရေးလုပ်နီးပါတယ်ကျမ်းမအောင်နေနီးပါတယ်ဘဝမှာအဆင်ပြေအောင်ကောင်းကျိုးချမ်းသာတွေရအောင်တဘဝပြီးတဘဝအဆင်မြင့်သွားအောင်ကိုယ့်ကိုယ်ဓမ္မလမ်းကြောင်းမတိမ်ဆောင်ထိန်းချောက်တဲ့ဤစနစ်တွေကိုရသော်ပြအဆုံးမတယ်မှာပါပါတတိပြန်ကျင့်တယ်ဆို ဒီမစ္စဝါကုံကြီးဆရာတော်တို့ပြနေတဲ့တရားဓမ္မတွေနိုင်ငံသားတွေကအခု mindfulness လေ့ကျင့်ခန်းဆိုပြီးတော့ဘုရားဟောတဲ့တရားလို့မပြောချပဲနဲ့ mindfulness လေ့ကျင့်ခန်းဆိုပြီးတော့လူတွေဘလောက်အကျိုးပြုတယ်ဆိုတာကိုသိရှိနားလည်ရတဲ့အခါမှာသူတို့ဝဟရာတွေနဲ့သူတို့တုံးပြီးတော့ တတိတရားကြိုးစားပြီးတတိပ္ပံကျင့်စဉ်ကိုကျင့်ကျင့်တဲ့အလုပ်တွေဟာဒီကနေ့ထိသင်္นานနေပေးပြီးဝေကြီးများစွာပေးပြီးတက်နေကြတာဒါနဲ့ကညာနေပေါ့နော်နောက်တစ်မြန်မာနမှာဝင်သူစင်နေဥပ္ပဆောင်တယ်၁၂နှစ်လောက် မနေ့ပိုင်းမှာ72နာရီထီအောင်စားပြီး72နာရီကလေးကစားတာကိုရလိုက်တယ်ရလိုက်ပြီးတဲ့အခါနောက်တည့်အယုန်တက်မှစားတယ်73နာရီ74နာရီ75နာရီ76နာရီပြီးမှတစ်ခါစားဥပုသ္စောင်းအဲ့တော့ဥပုသ္စောင်းနေဆိုရင်လူတွေကဥပုသ္စောင်းတာဟာနောင်ဘဝအတွက်လို့ဒီလိုထင်တယ်တကယ်ကတော့ဥပုသ္စောင်းခြင်းကြောင့် ဝိချပေးတာဖြစ်သွားနော်အဲ့ဒီ16နိုင်မှာခန္ဓာကိုယ်မှာရှိတဲ့အပူအဆီးတွေကိုဗန်းတောင်းလုပ်လိုက်တယ်နောက်ထပ်မစားခြင်းအဖြစ်ကျမရေးအတွက်အလွန်ကောင်းလို့အဲ့ဒါကိုအခုအနောက်တိုင်းတွေမှာဗာပြောလာကြသလဲဆိုအင်္ဂလိပ်စကားလုံးနဲ့ intermittent fasting လို့ခေါ်တယ်အင်္ဂလိပ်စကားလုံးနဲ့ intermittent fasting intermittent ဆိုတာရက်ဆိုင်ရင်နဲ့နောက်ထပ်ပြန်စာခြင်းကြားမှာဟုတ်လား7နိုင်ဖြစ်စီ73နိုင်ဖြစ်စီ76နိုင်ဖြစ်စီကွပြရက်ဆိုင်တာရက်ဆိုင်ပြီးမှပြန်စာဥပုံဆောင်နေဆိုတာ7နိုင်မှအစားရလိုက်တယ်ရက်ပြီးနောက်တဲ့အာယုတက်မှပြန်စာတယ်လေအဲ့ဒီအတွင်းမှာဝိချပြီးတာဖြစ်သွားအဲ့တော့ ဒီဝတ်တုတ်တို့ဝေချခြင်းနဲ့လူတွေတို့ဥပုပ်ပဲဆောင်ပါအဲ့ဒါအကောင်းဆုံးဤစနစ်သွားပြီးတော့ဆေးတွေနဲ့မချနဲ့အနည်းရရှိတယ်ဆေးတွေနဲ့ဝိတ်တော့မချဘူးဥပုပ်ဆောင်သည့်အတွက်ကြောင့်ကုသိုလ်လည်းရသွားတယ်ဝိတ်လည်းကြာသွားအစီတွေအပိုတွေမထွက်တော့ခန္ဓာကိုယ်စံတတ်ကြည့်တယ်တကယ် အဲ့ဒါနောက်တိုင်းကလူတွေကကောင်းမှန်းသိပြီလူဟာရသဗျာကိုယ်တိုင်ကဘာဘာမရှိလို့ယန်းတွေကိုဆုံးမတာလူတွေကိုတော့ရသဗျာပြောပါဘူးလူတွေကတော့စားခြင်းစားမဆိုတော့ကိုယ်စကားနားထောင်မဲ့ပုဂ္ဂိုလ်ပဲပြောတာမြတ်စွာဘုရားယန်းတွေကျတော့လို့ပြောလို့ငါဟာမနေ့တစ်ချိန်ပဲစားတယ်တဲ့မနေ့တစ်ချိန်စားသည့်အတွက်ကြောင့် ။အမှယောဂနှမျိုးမရှိဘူးတဲ့။နှမျိုးဆိုတာဘာလဲ။အာဘာဓဆိုတဲ့ယောဂလည်းမရှိဘူး။အတင်ငါဆိုတဲ့ယောဂလည်းမရှိဘူး။အာဘာဓဆိုတဲ့ယောဂကဖြာရနာရာခေါင်းခဲရပိုက်နာရာဒီလိုယောဂမျိုးတွေလည်းမရှိဘူး။အတင်ငါဆိုတဲ့ယောဂကတချောင်ချောင်နဲ့နှလုံးယောဂတို့သွေးထူယောဂတို့ဒီလိုဟာမျိုးတွေတချောင်ချောင်လောကစားတော့လို့ခက်တဲ့ယောဂမျိုးဒီယောဂမျိုးတွေငါမှမဖြစ်ဘူးတဲ့ ခွန်အားလည်းပြည့်စုံနေတယ်အထိုင်ထာလည်းပေါ်ပါတယ်ကျမ်းနဲ့ကျမ်းပါတယ်မင်းတို့တွေတစ်ထပ်ပဲစားအဲ့ဒီစနစ်ကတော်တော်ကောင်းတဲ့စနစ်အနောက်တိုင်းကလူတွေကသိလာတော့နော်သူတို့ခန္ဓာကိုဝေးချခြင်းနဲ့ဆိုရင်အဲ့ဒီစနစ်ဟာအကောင်းဆုံးပဲနော်ဝေးချခြင်းအဲ့ဒီစနစ်အကောင်းဆုံးပဲအဲ့ဒါမှတ်တာ intermittent fasting နဲ့အင်္ဂလိပ်စကားလုံးနဲ့ intermittent fasting ဆိုအဲ့တော့မြတ်စွာဘုရားရဲ့တရားတော်တွေဟာညမအများစုနားလည်နေတာနောင်ဘဝလို့ထင်နေကြနောင်ဘဝအတွက်သို့မဟုတ်နိဗ္ဗာန်လို့ဒီလိုအောင်းမင်းနေမဟုတ်ဘူးဒီဘဝတဲ့အကျိုးရှိတယ်မြတ်စွာဘုရားဆုံးမတရားဒီဘဝမှာအကျိုးပြု အလုံးသိကြတဲ့မြတ်စွာဘုရားရဲ့ခုံတော်ကိုးပါးထဲမှာဝိဇ္ဇာဆရဏတမ္ပနောဆိုရထဲမှာဝိဇ္ဇာ၃ပါးဝိဇ္ဇာ၈ပါးဆရဏ၁၅ပါးဆိုတာဘုရားဝတ္တဝိနည်းအလုံးကြားဖို့ရလိမ့်မယ်ရလည်းရကြတယ်အဲ့ဒီဆရဏ၁၅ပါးဆိုတာနိဗ္ဗာန်ရောက်ကြောင်းတရားအဲ့ဒီနိဗ္ဗာန်ရောက်ကြောင်းတရားတွေမှာဘာပါတော့ဆိုရင်ဘောဇနိမတ္တညုတာဆိုပါ အစားစားလို့ရှင်ကိုနဲ့တဲ့တာပဲစားတယ်။နော်အပိုမစားဘူး။စားတဲ့တော့ပဲစားတယ်ဆိုတာ။ဒါဟာနိဗ္ဗာန်ရဲ့အကြောင်းတရားဆိုတာ။ဘာကြောင့်နိဗ္ဗာန်ရဲ့အကြောင်းတရားလဲအဲ့ဒါထဲ့တော့ဆို။အစားတွေနှင်းကန်စားခြင်းအပြင်ခန္ဓာကိုယ်ထဲမှာအစီဘူတွေများလာ။စီဘူတွေများလာတော့သူကအများအားအိတ်ချင်လာတယ်။ဝိတ္တိတက်လာတယ်။တရားအမထုံးတယ် ဒါကြောင့်မလို့အစီဘူတွေနဲ့ဝိတ်တက်ပြီးတော့ကြောကြတွေးတူတူနှလုံးတို့ပါဆက်လာအဲ့ဒါမျိုးတွေမဖြစ်အောင်လို့ပြောဆိုပြာကျမ်းမာရေးအတွက်အကောင်းဆုံးဘောဇနိမတ္တညုတာစားတဲ့နာပဲစားမယ်စားတဲ့အတိုင်းတားလည်းပဲစားမယ်တဲ့တာပဲစားမယ်မတဲ့တာမစားဘူးဆိုတဲ့ဒီဘောဇနိမတ္တညုတာဆိုတာအလုံးကိုအသေးပဲရှိတဲ့စကားတစ်ခု ဒါကြောင့်မို့မြတ်စွာဘုရားအဆုံးအမတွေကတန်ဋိဋ္ဌိကမျက်မှောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တယ်။တံပရာယိကနောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်။အကျိုးနှမျိုးကိုမြတ်စွာဘုရားရဲ့အဆုံးအမကရရှိစေတယ်လို့ဒီလိုမှတ်ရမှာဖြစ်တယ်